ားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကမြဝဘောလုံးသတင်းနဲ့အကစားသတင်းအစုံလင်ကိုလည်းဆက်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစတင်ခင်မှာ channel ကို subscribe ပြုလုပ်ထားပြီးကိုထောက်ဆိုချင်ပါတယ်ရန်ကုန်ရက်တဲ့အသင်ကပြည်တွင်းကစားသမားထပ်မံအားဖြည့်မှုတရအနေနဲ့ဟန်တာယူနိုက်တက်အသင်ကနောက်ခံလူလက်ဝေဖုံကိုနှစ်နှစ်စာချုပ်နဲ့ချုပ်ဆိုခေါ်ယူခဲ့ပါတယ် လက်ဝီဖုံကရန်ကုန်ယူနိုက်တက်ကဖွင့်လှစ်တဲ့နေရာဒီပေါ်လုံးတင်တန်းကို2018ခုနှစ်မှာစတင်တက်ရောက်ခဲ့ပြီးရဲ့နောက်မှာပေါ်လုံးကစားသမောက်ဘွားကိုစတင်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်အကယ်ဒမီအကြောင်းပေါင်းစုံပြိုင်ပွဲမှာရန်ကုန်ယူနိုက်တက်အကယ်ဒမီ U14 အသင်းနဲ့အတူဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။အဲဒီကတစ်စင်မြမလေးစင် U15 အသင်းမှာရွေးချယ်ခြင်းခံခဲ့ရပါတယ်။အိနောင်မြမလေးစဉ် U15 အသင်းမှာရွေးချယ်ခြင်းခံခဲ့ရတယ်။တတန်းလာ U16, U19, U20 နဲ့အသင်းတွေနဲ့အတူစီးကိန်းတွေရွေးစဉ်ဖြစ်ပွားဝင်ခဲ့ပါတယ်။ ရန်ကုန်စားတီးဖြစ်ပြီးတော့အရက်6ပေရှိတဲ့လက်ဝေဖုံက professional ကစားသမားဘွားကိုရှင်းရလက်တဲ့အတွင်း2020ခုနှစ်မှာစတင်ခဲ့ပြီးတော့မြန်မာ National League Championship ကို2022ခုနှစ်မှာရရှိခဲ့ပါတယ်။အဲဒီနောက် AR United အသင်းမှာ2023ခုနှစ်ဒုတိယရာသီမှာအငှားသွားရောက်ကစားခဲ့ပြီးတော့2023ခုနှစ်မှာ Hanta United အသင်းကိုထပ်မံအငှားသွားရောက်ရှင်းမှန်ကစားခဲ့ပြီးရန်ကုန် United အသင်းကိုပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ သက်20ရွယ်သားရှိသေးတဲ့လူငယ်ကစားသမားလက်ဝေဖုံးကကျွန်တော်အသိမရှိတဲ့အချိန်မှာကျွန်တော်ကိုကန့်လန့်လာတဲ့အသိတွေရှိပါတယ်။အဲ့ထက်မှာကျွန်တော်လာရှင်ဆုံးနဲ့ရောက်ရှင်ဆုံးရန်ကုန်အသိလဲပါဝင်ခဲ့ပါတယ်။အဲ့ဒီအတွက်အများကြီးဝမ်းသာပါတယ်။အခုလိုမျိုးတကယ်ရောက်လာဖြစ်တဲ့အတွက်လည်းအရန်ကိုခုံယူပါတယ်ဆိုပြီးတော့ပြောကြခဲ့ပါတယ်။ရှန်ကုန် CDFC အသင်းကလာမယ့်မြန်မာ National League 2ပြိုင်ပွဲအတွက်ဂျိုတင်ပြင်ဆင်မှုတရအနေနဲ့ AR United အသင်းနဲ့မြန်မာလေဆိုင်ကစားသမားကျော်စင်လွင်ကိုတနစ်စာချုပ်နဲ့ခေါ်ယူခဲ့ပါတယ်။ 2005စင်ကာပူစီဂိမ်းမှာငွေတဆိပ်စုရမြန်မာယူ23အသင်းနဲ့အတူအကောင်းဆုံးခြေစံကိုပြသနိုင်ခဲ့တဲ့ကျော်စနစ်ကပခိုးတိုင်းဒေသကြီးပြည်နယ်သားမျိုးစာတိဖြစ်ပြီးတော့မြန်မာယူ23အသင်းနဲ့မြန်မာလေဆိပ်ဘောလုံးအသင်းတို့မှာအထားရတဲ့အမကန်ညာနောက်ခံလူကစားသမားတအုပ်ဖြစ်ပါတယ်ဒီနေ့ကမကွေး FC အသင်းရဲ့ငွေမွေးချံပေါကစားသမားတအုပ်ဖြစ်ပြီးတော့မြန်မာ23အသင်းပဲ့ကိုင်းရှင်နေပြချုပ်ဦးကျင်လူရဲ့အားထားရတဲ့ကစားသမားတအုပ်လည်းဖြစ်ခဲ့ပြီးတော့2015စီဂိမ်းမှာမြန်မာပြည်သက်များအကြာကျော်စင်လင်းဆိုပြီးတော့လူတီများလာခဲ့ပါတယ် 2018ဘောလုံးရသည်မှာ AR United အသင်းကိုပြောင်းရွှေ့ကစားခဲ့ပြီးတော့2020ဘောလုံးရသည်မှာမြန်မာ National League ထိပ်သီး Clash United အသင်းကိုပြောင်းရွှေ့ကစားခဲ့ပြီးလေးရသည်ကြာကစားခဲ့ပါတယ်။အဲဒီနောက်2024ဘောလုံးရသည်မှာတကုံ Star အသင်းကိုပြောင်းရွှေ့ခဲ့ပြီးတော့အခုနှစ်မြန်မာ National League ဖလားပြိုင်ပွဲမှာ AR United အသင်းကိုပြောင်းရွှေ့ခဲ့ပြီးပုံစံကောင်းတစ်ခုကိုပြသထားနိုင်ခဲ့ပါတယ်။လေးစဉ်ကစားသမားအဖြစ် SEA Games ပြိုင်ပွဲအပြီးမြန်မာလေးစဉ်ဘောလုံးအသင်းမှာပြီးခဲ့တဲ့2024ခုနှစ်အထိတောက်လျှောက်ရွေးချယ်ခံပြီးတော့ AFSC ကယခု Mitsubishi Cat တွေ အရှာဖလားချေသပွဲနဲ့နိုင်ငံတကာပြိုင်ပွဲတွေကိုရှင်ပြိုင်ခွင့်ရရှိခဲ့တဲ့အတွေ့အကြုံရင်ကစားသမားတအုပ်လည်းဖြစ်ပါတယ်။ချန်ကုန်စီတီအက်စီအတင်းကိုရရှိလာခဲ့ခြင်းပေါ်ဂျော်ဆင်လင်ကဒီအတင်းမှာဆရာဟောင်းဖြစ်တဲ့ဆရာအောင်နိုင်ရှိပါတယ်။အများစုကလူငယ်ရင်းနဲ့ဖွဲ့စည်းထားပြီးတော့သူတို့ကကြိုးစားကြပါတယ်။အသင်းရဲ့ဖွဲ့စည်းတည်ဆောက်နေပုံကိုသဘောကျတဲ့အတွက်ပြောင်းရွှေ့လာခဲ့ရခြင်းဖြစ်တယ်ဆိုပြီးတော့ဂျော်ဆင်လင်ကပြောကြားခဲ့ပါတယ်။အရှာမြေသမီးကလပ်ချန်ပီယံရှစ်ရာအုပ်စုဖွဲ့စည်းတွေကိုမလေးရှား၊ဥစ်ဘက်ကစ္စတန်၊မြန်မာ၊လာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ကအင်ရှင်ဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ မြန်မာမြတ်သမီးလေးရဲ့လက်ရှိချန်ပီယံ ISP ရဲ့အသင်းကတော့မြန်မာကိုစားပြုရှင်ပြိုင်ကစားတော်မှာဖြစ်ပါတယ်။မဲခွဲပွဲကိုတော့ဂျီလန်တောရနေ့မှာမလေးရှားနိုင်ငံမှာချမှတ်မှာဖြစ်ပြီးတော့အသင်း26သင်းရှင်ပြိုင်ကစားတော်မှာဖြစ်ပါတယ်။၄သင်းလေးအုပ်စုနဲ့၃သင်းတအုပ်စုစုစုပေါင်း19သင်း preliminary stage မှာကစားမှာဖြစ်ပါတယ်။အုပ်စု၅စုတွေကထိန်းဆုံး၅သင်းသာအာရှကလပ်မြတ်သမီးချန်ပီယံပြိုင်ပွဲကိုတက်လှမ်းနိုင်မှာဖြစ်ပါတယ်။ စီးကဲမြေပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့မြန်မာယူ၂၂ရက်သင်ကလေးကြီးအခြေဆိုင်ပွဲစဉ်တရအဖြစ်မြန်မာလီးချန်ပီယံချန်ယူနိုက်တက်အသင်းနဲ့ရှင်မြန်ကစားခဲ့ပြီးတော့မြန်မာယူ၂၂ရက်သင်ကချန်ယူနိုက်တက်အသင်းကိုနှုတ်ကုမှုရှိရလန့်တဲ့အနိုင်ရရှိခဲ့ပါတယ်။မြန်မာယူ၂၂ရက်သင်အတွက်အတွင်းကိုတွေကိုမေမောဦးနဲ့အတစ်ခေါ်ယူအဖြစ်ထားတဲ့တိုက်စစ်မှုဝင်းပြေမောင်တို့ကတင်းယူရရှိခဲ့ပါတယ်။နှစ်ဖက်ညနေ၄နာရီဒုနာဘောလုံးကမှမြန်မာမြန်မာလေးစဲဘောလုံးအသင်းနဲ့ဘင်္ဂလားဒေ့ရှ်အသင်းတို့ရှင်မြန်ကစားတော့မှာဖြစ်ပါတယ်။ အတောင့်တင်းဆုံးနှစ်သင်အကျယ်ရနဲ့ရှင်ပြန်ရဖို့ရှိပြီးတော့နိုင်တဲ့အသင်ကခြေစပွဲအောင်ဖို့တရားသလောက်ဖြစ်သွားမှာပါဘင်္ဂလားဒေ့ရှ်အသင်ကလက်ရှိတောင်အာရှချန်ပီယံဖြစ်ပြီးတော့လူငယ်ကစားသမားတွေရဲ့ပြေးအားယုံအားတိုက်စစ်ကဒီဘောအသင် BNN အသင်တို့နဲ့ကစားပုံဆင်ပါတယ်မြန်မာကွင်းလေကနော်ထထဝေးဖြူဖြူဝင်းနဲ့နောက်တန်းကဇွန်ယူရဦးတို့ယူယူနိုင်တို့နောက်တန်းကသာသမားလေးတွေအကောင်းဆုံးတုံ့ပြန်နိုင်ပြီးတော့တိုက်စင်ဘဝင်းသိန်းကြီးထော်ဆန်းဆန်းတော့ မိထက်လူမျက်နှုတ်ခင်ဝင်းဝင်းစားတဲ့ပလေယာတွေနဲ့တောင်ပန်ပြေအားကောင်းတဲ့ရှင်ဝဒီလိုင်းနဲ့ကုသမာရိုနိုင်ပွဲပေါ်ဆောင်နိုင်မယ်လို့ယုံကြည်ပါတယ်။မြမဘောလုံးချစ်ပသက်ကြီးလည်းမနက်ဖြန်သူဝနာဘောလုံးကွယ်မှာကွင်းလုံးပြေလာရောက်အားပေးလိမ့်မယ်လို့မျှော်လင့်ပါတယ်။ အမေရိကန်နိုင်ငံမှာကျင်းပခဲ့တဲ့ UFC 317ပြိုင်ပွဲမှာမြန်မာ fighter Joshua Van ကအမတ်နဲ့အနိုင်ရရှိခဲ့ပြီးတော့နိုင်ပွဲဆက်ခဲ့ပါတယ် Joshua Van ကအမေရိကန်က Brighton Rival နဲ့ထိုးသက်ခဲ့တာဖြစ်ပြီးတော့တုံးချီပြေးတဲ့အထိအလဲမထိုးနိုင်ခဲ့ပေမဲ့အမတ်နဲ့ဆုံးဖြတ်တဲ့နေရာမှာအနိုင်ရခဲ့တာဖြစ်ပါတယ် ဂျိုရှူအာဗန်ကပထမအချီမှာလက်ရည်သားနဲ့ထိုးစက်နိုင်ခဲ့ပြီးတော့ဒုတိယအချီမှာ Brighton Rival ကပြန်တာခဲ့ပါတယ်တတိယအချီမှာနှုတ်စလုံးပြန်လည်ထိုးစက်နိုင်ခဲ့ပြီးမဲ့ဂျိုရှူအာဗန်ရဲ့လက်သီးတွေကပိုထိရောက်ခဲ့ပါတယ်အချီပြည့်ပြီးတဲ့နောက်မှာဂျိုရှူအာဗန်ရဲ့လက်သီးချက်တွေကြောင့် Brighton ချန်ပီယံပေါ်လဲသွားပြီး စတိုင်ဖီထိုးနေခဲ့ပေမဲ့အချင်းပြေးသွားလို့ဝင်ပြတ်ခဲ့ပါဦးဂျိုရှူယာဖန်က UFC မှာနောက်ဆုံး၅ပွဲစတိုင်အနိုင်ရရှိခဲ့တာဖြစ်ပြီးတော့ပွဲမတိုင်ခင်မှာ UFC CEO ရဲ့ပြောကြားထားမှုအရအနိုင်ရရှိခဲ့တဲ့ဂျိုရှူယာဖန်က Flyweight and Champion ခပ်ပတ်စိန်ခေါ်ခွင့်ရတော့မှာဖြစ်ပါတယ်အားလုံးပဲကုတည်ဆက်မှုလေးကိုကျန်နေတဲ့ဆိုရင် Subscribe Like Comment လေးပြုလုပ်သွားပေးကြပါနောက်ထပ်တင်ဆက်မှုတွေမှာပြန်လည်ဆုံးလေးကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်